ါပါရှင့်ရန်ကုန်ခေတ္တရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ NDI အစိုးရကလောကဥပဒေ၊အစင်းဥပဒေနဲ့နောက်ရောက်ခံဥပဒေကိုဖျက်သိမ်းလိုက်တာကြောင့်နိုင်ငံတော်အချုပ်အခြာအာဏာကိုချိုးဖောက်ခဲ့တဲ့ဆိုပြီးတံဖိုးဥက္ကဋ္ဌခင်ကြီးကဒေါသတတိမှတ်ချက်ပြုနေပါတယ်။မြဝတီမြို့နယ် KK Park မှာ၃ရက်ဆက်တိုက်ပောက်ကွဲမှုတွေထပ်မံဖြစ်ပွားနေကြောင်း တားဖြန့်ဆိုင်ရာတပ်သေးထောက်ထားတွေကို BGF ကမိုင်းခွဲဖြောက်ဖျက်တယ်လို့သုံးသပ်ယူဆရတဲ့သတင်းပါဝင်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ NLD အစိုးရကလူဝင်မှုကြီးကြပ်ရေးဥပဒေ၊အစဉ်ဥပဒေနဲ့နောက်ရောက်ခံဥပဒေတို့ကိုဖျက်သိမ်းလိုက်တာကြောင့်နိုင်ငံတော်ချုပ်ချာအာဏာကိုချိုးဖောက်ခဲ့တဲ့ဆိုပြီးကြံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကဒေါသတကြီးမှတ်ချက်ပြုပြောပါရယ်။ ပြီးခဲ့တဲ့အော်တိုဗော်လာ22ရက်နေ့တဒဲဦးမြို့နယ်မှာကြံဖို့ပါတီဝင်နေတဲ့တွေ့ဆုံချိန်မှာသူကအဲ့ဒီလိုပြောဆိုလိုက်တာပါကြံဖို့ခင်ကြီးကသူ့အနေနဲ့လာဝကဝင်ကြီးအဖြစ်ဦးသိန်းစိန်အစိုးရလက်ထက်မှာတာဝန်ထမ်းဆောင်ခဲ့တာကြောင့်မြန်မာနိုင်ငံကိုပြည်ပကနေနိုင်ငံသားတအဝင်အထွက်ကိုစီစစ်ပြီးစည်ရင်းပြုစုစောင့်ကြည့်ခဲ့ရတယ်လို့ပြောပါရယ်ဒါအပြင်နိုင်ငံတော်ဟာတယံဇာတဇယက်မဟုတ်ဘဲ အဲ့ဒီအခါမှာ NLD အစိုးရကအေဇင်းဥပဒေလောက်ဝကဥပဒေနဲ့နောက်ရောက်ခံဥပဒေတွေကိုဖျက်သိမ်းခဲ့တယ်လို့ကြံဖို့ပါတီဥက္ကဋ္ဌခင်ကြီးကအခုလိုပြောလိုက်ပါတယ်ကျွန်တော်ကလောက်ဝကဝင်ကြီးလုပ်တယ်လို့တော့ကျွန်တော်ပြည်ဝင်ပြည်ထွက်ကိစ္စကျွန်တော်နဲ့ဆိုင်တယ်အခုတိုင်ကောင်ဘသူတွေဝင်လာတယ်ဘသူတွေထွက်သွားတယ်ဒီနိုင်ငံမှာဘယ်နိုင်ငံသားတွေဘယ်လောက်ရှိတယ်ဆိုတော့ကျွန်တော်နဲ့ဆိုင်တယ်ဒါတသက်လုံးကျွန်တော်နိုင်ငံမှာလုပ်နေတဲ့ကိစ္စတွေခင်ဗျားတို့လည်းတနည်းအားဖြင့်နိုင်ငံသားတွေပဲသွားတယ်ဆိုရင်လေးများမှမှဖြစ်ရတယ် ဒါကျွန်တော်နာမည်ဘယ်သူကျွန်တော်ကဘာဗီဇာနဲ့ဘာပြည်ဝင်နဲ့လာတယ်ဘယ်မှာကျွန်တော်နေမဲဘယ်တော့ပြန်မဲအဲ့ဒါမလုပ်သေးဘူးလားကိုယ်နိုင်ငံကိုလာတဲ့လူကကိုယ့်အောက်ကတာလန်ရမှာမဟုတ်ပဲဗျလောက်ရတော့အဲ့လူကလေစိတ်ကိုရောက်တာနဲ့လာပါကဒီစင်းတွေကိုယူပြီးတော့ထိမ့်ထားတယ်သူသွားတဲ့နေရာဟာဥမာပြဟိုတယ်မှာတဲမယ်အပြင်မှာတဲခွင့်မရှိဘူးကျွန်တော်တို့ကကျွန်တော်ကျွန်တော်နိုင်ငံမှာအိမ်နေမှာအခြားနိုင်ငံလို့ home stay ခေါ်တာပေါ့တဲလို့မရအောင်အဲ့ဒီစင်းတွေကို ညနေမှာလဘကောက်ပို့ရတယ်လဘကဒါကိုသိတယ်တို့နိုင်ငံမှာနိုင်ငံသားတော့ဘယ်ပင်းအောင်ရှိနေလဲကိုရှိအေယိုဝင်လာတဲ့ဒီဇိုင်းကိုသိဖို့မလိုဘူးလားဒါနိုင်ငံတော်လုံခြုံရေးဟုတ်တယ်လားတရားဥပဒေစိုးမိုးရေးလားကိုအချုပ်ချာအာဏာတည်နှံ့ခိုင်မြဲရေးကိုခြံစည်းကိုကိုထိန်းတာအဲ့ဒါဘာမှမတရားကြံမရှိဘူးဘယ်နိုင်ငံတော်တော့ဒီလိုကြီးပဲမရှိဘူးထုံးလာမဲ့အဲ့ဒီလွန်ခဲ့တဲ့အစိုးရဖွဲ့စည်းတခုလက်ထက်မှာအဲ့ဒါကိုဖျက်ပလိုက်တယ် နော်အဲ့ပြည်ပခွင့်နဲ့ပတ်သက်လို့ရှောက်ထားစရာမလိုဘူးလို့ဖြတ်လိုက်တယ်ဟာအဲ့တော့ခင်ဗျာဝင်လာတာကိုခင်ဗျာလုံးဝမသိတော့ဘူးနော်ပြီးတော့ဘယ်မှာတဲလဲဆိုတာမသိအောင်ဧည့်စင်းဥတွေကိုဖြတ်လိုက်တယ်ဘယ်မှာတဲလဲဆိုတာမသိဘူးဘယ်သွားလဲဆိုတာမသိအောင်နောက်ရောက်ကဥပဒေကိုဖြတ်လိုက်တယ်ဝင်လာလည်းမသိဘူးနေလာလည်းမသိဘူးသွားလာလည်းမသိဘူးအဲ့တော့ကိုယ်နိုင်ငံထဲမှာလူကောင်းမှမသိလူဆိုးမှမသိတဲ့လူတွေအများကြီးဖြစ်မနေဘူးလားအဲ့စနစ်ကိုအခုပြင်ရရတယ် အဲ့ဒီအပြင်ခင်ဤကအရင်အစိုးရခေါ် NLD အစိုးရဟာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုချိုးပေါက်ခဲ့ကမင်းအောင်လှိုင်ကဆေးရနာသိမ်းချိန်မှာ NLD အစိုးရကဖျက်သိမ်းခဲ့တဲ့ဥပဒေတွေကိုချက်ချင်းပြထမ်းပြီးပြင်ဆင်ခဲ့ရတယ်လို့သူကဆက်လက်ပြောပါတယ်။ကျန့်ဖို့ဥက္ကဋ္ဌခင်ကြီးကမကြမီကျင်းပမဲ့ရွေးကောက်ပွဲမှာ NLD ပါဝင်တာမရှိပေမဲ့လေ NLD အစိုးရလက်ထက်မှာတိုင်းပြည်အခြေအနေမကောင်းဘူးဆိုပြီးမကြခဏဆိုသလိုဝင်ဖယ်တိုက်ခိုက်မှုတွေကိုဇက်တိုက်လှောက်ဆောင်လာတာကိုမြင်တွေ့ရပါတယ်ရှင်။ မကွေးတိုင်းဘက်ကိုကြည့်အောင်ပါမကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့အဝင်လမ်းပေါ်မှာခီးသည်တင်ကားတွေကိုစက်ကြီးကောက်ဖို့ထွက်လာတဲ့ရဲနှအူပြစ်ခတ်ခံရတာကြောင့်တေဆုံးပြီးလက်နက်လက်လက်နဲ့ကြည်စံတွေကိုရရှိခဲ့တယ်လို့အမတ်တစ်စစ်သည်တပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမတ်လေးတရင်ရဲ့တာဝန်ခံကိုမြက်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဒီနေ့အော်တိုဘာလ26ရက်နေ့မနက်6နာရီခွဲမှာမကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့အင်းလေကုန်းကြီးရွာအနီးမင်းတုံမြို့ဝင်လမ်းပေါ်မှာခီးသွွားကားတွေကိုလက်နက်နဲ့ချင်းချောက်ပြီးစက်ကြီးကောင်းဖို့ထွက်လာတဲ့ နေမင်းထန်းနဲ့တတ်ထိုက်ဆိုးတို့ရဲတပ်သား၂ဦးကိုပြည်သူ့ကာကွယ်ရေးတပ်တွေကကြိုတင်ဆောင်ဆိုင်ပစ်ခတ်ခဲ့ကရဲ၂ဦးစလုံးသေဆုံးခဲ့ပါတယ်။အဲ့ဒီရဲ၂ဦးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင်အမှတ်၄တရင်တက်ခွဲနဲ့တက်စိတ်၅ကကင်းမောဝစ်ကစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲ့လိုသေဆုံးသွားတဲ့ရဲ၂ဦးစီကနေ G3 နလာ G3 ကြီးပေါက်နှစ်ခု G3 G29 တောင်းလက်ပစ်သီးတစ်လုံးလက်ထိပ်တစ်ခုဖုန်းတစ်လုံးနဲ့ငွေသား6000ကျပ်တို့ကိုတင်စီရရှိခဲ့လို့သိရပါတယ်။ အကြံဖတ်စစ်တပ်ကမင်းတုံမြို့ကိုခြေပြုကတက်ဆွဲထားပြီးမင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုမကြာခဏဆိုသလိုစစ်ကြောင်းထုံးမှုတွေရှိကမင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုတော်လန်ရေးတက်တွေကနေမြေအဓိကစိုးမိုးထားတယ်လို့ဒေသတော်လန်ရေးတရင်ရင်းမြစ်တွေစီကနေသိရပါတယ်ရှင်။စကိုင်းနိုင်ဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းနိုင်မုံရခရိုင်ချောင်းမြို့နယ်ခင်မွန်ကြီးရွာကဒေသခံအယောက်20ကျော်ကိုအကြမ်းဖက်စစ်အုပ်စုကဖမ်းဆီးထားပြီး နွားချောင်းသားတယောက်ကိုလည်းမီးရှို့တက်သွားတယ်လို့နေမီကန်ဒေါ်လာရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။မနေ့ကအော်တိုဗလာ25ရက်နေ့မနက်9နာရီလောက်မှာစစ်ကောင်မရှင်တပ်သားအင်အားတရာဝင်းကျင်ခန်းခင်မွန်ရွာတဲကိုဝင်ရောက်လာချိန်ယထာတလန်နာမှာရှိတဲ့တောတဲတလုံးကိုမီးရှို့ဖျက်ဆီးပြီးရွာတဲကရွာသားတချို့နဲ့လမ်းသွန်းလန့်လာပြည်သူတွေကိုဖမ်းဆီးခဲ့လို့သိရပါဗျ။ဒါအပြင်ခင်မိုကြီးရွာနာမှာရှိတဲ့တခြားရွာတွေဘက်ကိုလည်းပြစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့လည်းပြောပါရယ် အကြံဖတ်စစ်သားတချို့ဟာတစားကန်တွေနဲ့အတူဘောလုံးကွင်းထဲမှာရှိနေပြီးတချို့ကလည်းကားသုံးစီးနဲ့ချောင်းမြူတွေကိုပြန်လဲဝင်ရောက်သွားတယ်လို့သိရပါတယ်။စေအိုစုဟာကြေးရွာကနေပြန်လဲထွက်ခွာချိန်မှာရွာနောက်ဖက်မှာရှိတဲ့တရားသေးတစ်ခုကိုဖျက်ဆီးသွားတယ်လို့အသက်30ကျော်အရွယ်စိတ်ကျမ်းမာရေးတိတ်မကောင်းတဲ့နှွားချောင်းသားတစ်ယောက်ကိုပြစ်တက်ခါဆိုင်ကယ်တစ်စီးနဲ့အတူ မီးရှို့သွားတယ်လို့သိရပါတယ်။စေအိုစုကအခုလိုခင်မုံရွာတဲ့အင်အားအလုံးအင်းနဲ့လာနေချင်းတော်လန်ရေးတက်တွေနဲ့ထိတွေ့ပစ်ခတ်မှုတွေရှိခဲ့ပေမဲ့ ေအုစုဖမ်းဆီးထားတဲ့တစားကံတွေများပြားနေတာကြောင့်နေမီကန်တပ်ဖွဲ့တွေပြန်လဲဆုတ်ခွာပေးခဲ့ရတယ်လို့ဆိုပါတယ်။အကြံဖက်စစ်သားတွေကခင်မုံရွာတွေကိုမကြာခဏဝင်ရောက်ကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးလေရှိပြီးလက်ရှိမှာခင်မုံရွာဒေသခံတွေလည်းနီးစပ်ရာကြေးရွာတွေနဲ့တောတွေထဲမှာတန်းရှောင်နေထိုင်နေရတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းဘက်ကိုပဲဆက်ကြည့်အောင်ပါစကိုင်းတိုင်းတပဲရင်မြို့နယ်ဗုဒ္ဓန်းရွာကိုအကြံဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနှုတ်ထိခိုက်တံရရရှိပြီးနေအိမ်တွေလည်းပျက်စီးခဲ့တယ်လို့ကောင်းကင်ပြည်သူကာကွယ်ရေးဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကအော်တိုဗလာ25ရက်နေ့ညနေ4နာရီခွဲမှာတပင်းရင်းမြို့နယ်ဗုဒ္ဓန်ရွာကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာနဲ့ဘုံနှကျင်းကျေးချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူနှုတ်ထိခိုက်တံရရရှိခဲ့တဲ့အပြင်ကျေးရွာအတွင်းကနေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါရယ်။ ပြီးခဲ့တဲ့ဩဂတ်လ18ရက်နေ့ကလည်းတပည့်ရင်မြို့နယ်တောင်ချန်းမူကန်ကြီးကျေးရွာရွာအနောက်မြောက်ပိုင်းမိုးကောင်းဖုံးကြီးကျောင်းအတွင်းကိုစစ်တပ်ကတိုက်ပွဲမဖြစ်ပွားဘဲလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်တပါးအပါဝင်ပြည်သူငါးဦးတေဆုံးခဲ့ရတဲ့အပြင်ဖုံးကြီးကျောင်းဓမာယုံစိုးစားကြောင်အဆောက်အုံသုံးလုံးလည်းပျက်စီးခဲ့ပါသေးရဲ့ရှင်။ကရင်ပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ် KK Park မှာ3ရက်ဆက်တိုက်မနေ့ကညပိုင်းအထိပောက်ကွဲမှုတွေထပ်မံဖြစ်ပွားနေတယ်လို့နေဆက်ဒေသတရင်ရင်းမြစ်တွေကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကအော်တိုဘားလ25ရက်နေ့ညနေ9နာရီကျော်အချိန်ကနေစပြီး KK Park အတွင်းမှာပောက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားခဲ့ကမနေ့ကညကပောက်ကွဲမှုမှာ3ရက်မြောက်ပောက်ကွဲမှုဖြစ်တဲ့အပြင် KK Park ပေါ်မှာ drone တချို့ပြတ်တမ်းမှုတွေကိုလည်းတွေ့နေရတယ်လို့နေဆက်ဒေသရင်းမြစ်ကပြောပါရယ်။ ဒါအပြင်ခေခေဖောက်တဲကကြားဖြတ်နေရာမှာလူတွေကိုထောင်လို့ချုပ်တဲ့နေရာတွေတရုတ်နဲ့နိုင်ငံသားတွေကိုနှိပ်စက်တဲ့အမောက်ခန်းတွေမြေရောက်ခန်းတွေကို BGF ကမိုင်းထောင်ဖောက်ခွဲတာဆိုပြီးခေခေဖောက်တဲမှာလှုပ်ဖူးသူတွေကပြောနေကြကအဲ့ဒါကလည်းတပ်တွေတွေကိုဖျောက်ဖျက်တဲ့သဘောပဲလို့နေဆက်တဲ့ရင်းမြစ်ကပြောပါရယ်ဒါအပြင်ခေခေဖောက်ကိုအခုချိန်ထိလုံခြုံရေးယူထားတာက BGF ပဲဖြစ်ပြီးစစ်တပ်ဆိုတာတောင်အယောင်ပြပဲဖြစ်က BGF ကအကုန်လုံးကိုထိန်းချုပ်ထားတာပါလို့နေဆက်တဲ့ရင်မြစ်ကဆက်ပြောပါရယ် ပြီးခဲ့တဲ့အော်တိုဗလာ22ရက်နေ့နဲ့အော်တိုဗလာ23ရက်နေ့ကနေစတင်ပြီးခေကေဘအတွင်းကကြားဖြန့်လုတ်ကင်နေသူတွေကို BGF နဲ့ထုံခေကောင်အရေးကြီးတဲ့ကြားဖြန့်တရုတ်တထေးတွေကို BGF ကခေါ်ထုတ်ကရွှေကုတ်ကို BGF အရေးတာတွေမှာခုံလုံခွေပေးထားတယ်လို့နေဆက်သတင်းရင်းမြစ်တွေက ပြောပါရယ်ဒီနေ့အချိန်ထိ KK Park ကနေထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးရောက်ရှိလာတဲ့စုစုပေါင်း1233ယောက်ရှိပြီးထိုင်းအနာပိုင်တွေကစီစဉ်မှုတွေလှုပ်ဆောင်ကယာယီခုံလုံရေးစခန်းတွေမှာထိန်းသိမ်းထားတယ်လို့သိရပါရယ်ရှင် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့နယ်မှာရှိတဲ့ KK Park ကနေထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးလာသူနိုင်ငံခြားသားအရေအတွက်1233ယောက်ထိရှိလာတယ်လို့ထိုင်းသတင်းဌာနတွေကသတင်းဖော်ပြထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့ကနေစတင်ပြီး BGF က KK Park မှာကြားဖြန့်လုက္ကင်သူတွေကိုစတင်နှိလွတ်တာခေါ်ထုတ်တာတွေကိုလှုံ့ဆော်ခဲ့ပြီးရဲ့နောက်ထိုင်းနိုင်ငံမဲဆောက်ဘက်အချမ်းကိုယာနဲ့ခြေတဲ့နိုင်ငံသားတွေထွက်ပြေးလာကြပါတယ်။ အခုခါမှာမဲဆောက်မြို့မှာခေခေဖားကနေထွက်ပြေးလာတဲ့နိုင်ငံသားအရေးအတွက်1233ယောက်ထိရှိလာတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာကြားဖြန့်လုက္ကိုင်းနေသူတွေဟာမြန်မာနိုင်ငံတွင်းကနေထိုင်းနိုင်ငံဘက်ကိုဆက်လက်ပြီးထွက်ပြေးနေတာတွေရှိနေသေးကခေခေဖားအတွင်းမှာလည်းပောက်ကွဲမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။မြဝတီမြို့မြောက်ဖက်မှာရှိတဲ့ခေခေဖားကိုအကြံဖက်စစ်တပ်ကဝင်ရောက်စီးနှင်းဖို့ရှိနေတဲ့ဆိုတဲ့သတင်းတွေကြောင့် ကြားဖြတ်လုပ်ငန်းလုပ်ကိုင်နေသူတွေကမြဝတီမြို့တွင်းနဲ့ထိုင်းနိုင်ငံမဲဆောက်မြို့ကိုထွက်ပြေးခဲ့ကြတာလို့မြဝတီမြို့ကန်တွေကပြောပါရယ်ခေခေဖောက်ကဝင်းထဲမှာအော်တိုဘောလာ23ရက်နေ့ညနေပိုင်းကနေစပြီးပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ကအဲ့ဒါက PGF အဖွဲ့ကဖောက်ခွဲခဲ့တာလို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံနဲ့နိုင်ငံနယ်စပ်အနီးကမဲဆောက်မြို့နယ်မယ်ရမတ်ချစ်စေးရိတ်ကိတ်မှာ တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား65ယောက်ကိုဖမ်းဆီးရရှိခဲ့တယ်လို့ထိုင်းသတင်းတွေနဲ့ထိုင်းအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဒီနေ့အော်တိုဗာလ26ရက်နေ့မနက်အစောပိုင်းကမဲဆောက်မြို့နယ်မရမတ်နယ်စပ်ဖြတ်ကျော်စစ်ဆေးရေးဂိတ်အနီးမှာထိုင်းအာဏာပိုင်တွေကကင်းလဲနေခြင်းတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအမျိုးသား43ယောက်နဲ့အမျိုးသမီး23ယောက်စုစုပေါင်း64ယောက်ကိုဖမ်းဆီးရရှိထားတဲ့အပြင်မြန်မာနိုင်ငံသားတွေကိုခေါ်ဆောင်လာတဲ့ထိုင်းနိုင်ငံသား3ဦးကိုလည်းဖမ်းဆီးရရှိခဲ့လို့သိရပါတယ်။ အခုလိုဝင်ရောက်လာသူတွေမှာတရားမဝင်ဝင်ရောက်လာတာဖြစ်ပြီးတရားဝင်အထောက်အထားစာရွက်စာတမ်းမပါဝင်တာကြောင့်တပ်ခရိုင်မှာရှိတဲ့မရမက်ရဲစခန်းမှာအမှုဖွင့်ဖမ်းဆီးထားလို့သိရပါဗျ။အဲ့လိုပဲအော်တိုဗလာ22ရက်နေ့ည7:00နာရီချိန်ကလည်းထိုင်းနိုင်ငံတပ်ခရိုင်မရမက်စစ်ဆေးဂိတ်အနီးမှာတော်လန်တွေကနေတဲ့ဆင်ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအမျိုးသား23ယောက်နဲ့အမျိုးသမီး6ယောက်စုစုပေါင်း31ယောက်ကိုဖမ်းဆီးရရှိခဲ့လို့သိရပါဗျ။အဲ့ဒီမြန်မာနိုင်ငံသားတွေကဘန်ကောက်မှာအလုပ်လုပ်ဖို့အတွက် တဦးကိုထိုင်းပန်ခွေ2000ခွေနဲ့ပွဲစားကပေးဝင်ရောက်လာသူတွေလို့သိရပါတယ်။ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ဖို့အတွက်တောင်းရင်မြေကမ်းနီးမှာကိုရက်ကြာနေထိုင်ဆောင်စားခဲ့ရကလက်ရှိအချိန်မှာတော့ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသားအလုံးကိုတရားမဝင်ဝင်ရောက်မှုနဲ့တခင်ရမရမတ်ရဲစခန်းကအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ